ဆန်းနေကျွန်တော်နေရဟိုပါလေ TA မှာတည်းကကျွန်တော်ဒါသူနဲ့ညက်နေတာလေမှန်ရဆိုရှင်းနှစ်လောက်ပေါ့နော်ရှင်းနှစ်လောက်ကျွန်တော်ကတော့အာမခံနိုင်တာတခုတော့ရှိတယ်စိတ်ကျင်းတဲ့သွားတည်းကဘာလို့ဆိုတော့ तू ကဒီဘောကိုလူတွေနဲ့ရောက်လာဟိုလာကိုဆိုလို့ချင်းကိုကြိုက်တဲ့အကြောင်လေးပေါ့နော်လုံးဝ natural လေးနဲ့ဟိုမှမအကြောင်လေးအစအဲတိတိချာချာလေးပေါ့လုတ်ပြလိုက်တိုင်းလဲဒါကိုချင်းနဲ့ပေါ့ကြာတယ်ပေါ့နော်100%စိတ်တိုင်းကြာတယ်အချိန်နဲ့ဆိုမြဲတယ်ပေါ့နော် မဆိုမင်းဆိုလို့ရှိရင်တော့နှစ်ခါသုံးခါလောက်ရှိပြီချက်တာဒါပေမဲ့အခုချိန်ကြီးအကောင်းနေတော့မင်းဘာမှဖြစ်သေးဘူးဆရာကျေးဇူးတင်လက်ရည်ကြောင်ပါ promotion ကတော့ကျတို့ဒီကောက်ဖြောက်ဆိုးပေါ့နော်ရှော်ညက်ဒီကျတို့ဒီ30% off လုပ်ပြီးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီမှာကျတော့နေနဲ့ပတ်သက်တာတွေလည်းရတယ်ပေါ့နော်နေနဲ့ပတ်သက်တဲ့ဟာတွေတော့ကျတို့10% off လုပ်ပြီးထားတယ်ပေါ့နော်အဖွင့်နေနေရနေပြီးတော့ဒီလာကုန်ရှိပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒီ November လတလပေါ့ ဒီလိုဖြစ်တဲ့ကိစ္စတွေဖြစ်ပါရောဘောဆန်ပြည်အရည်အသွေးကိုဖြစ်ပေါ်လာတာ။ဖဲဒါဆိုင်ရဲ့ဒီလိုတန်ဆိုးတဲ့အခါမှာအောင်းမြတာတွေ့ရတာပါခင်ဗျာ။ဘောဆန်เนี่ยကျွန်တော်တို့ကဟိုပါလေ TA မှာတွေကကျွန်တော်တို့တူတူနဲ့ညက်နေကြတယ်။ဟုတ်ကဲ့။အော်ရေရောရောက်တော့လေဒီ A3 မှာတောက်ရှာတောက်ရှောက်ညက်တာပေါ့။ဟုတ်ကဲ့။အဲ့ဒါနဲ့ခင်းနေတာ။အဲ့ဒါနဲ့ဒီကိုလိုလည်းပြင်နေတော့လာပြီးဝင်ရပြီ။ဆိုင်ဒီဇိုင်းတို့ကအများကြီးရင်းနှီးမြှုပ်နှံတယ်လေ။တေချာလေးလုပ်ထားတယ်ဆိုတော့ 奥奥秘码吧，经典奥秘码。 အာအကူကတော့ဗောနော်ကျွန်တော်ဒါဒီပွဲလေးကိုဗောနော်ဝင်ရပြီးတော့လာတက်ပြီးတာဗောနော်ဒါအကူနဲ့ဆိုရင်လည်းဒါတောက်လျှောက်ကျွန်တော် hair style လေးလုပ်နေကြရဗောနော်တောက်လျှောက်မင်းရဆိုရင်၈နှစ်လောက်ဗောနော်၈နှစ်လောက်ကြီးဗောတီအိမ်မှာရဆိုပဲကျွန်တော်အမြဲတမ်းသွားခဲ့ကြရဗောနော်တောက်လျှောက်ကျွန်တော်ဝန်ထမ်းဘဝကြရပြောမှာဗောနော်ကိုကတော့ဆရာအောင်စမ်းနေတီးခဲ့ရတော့ကြာပြီဗောနော်ဆိုတော့ဆရာအခုလိုမျိုးဆိုင်ခွဲအစ်တလေးလည်းဖွင့်နိုင်တာကိုရန်ဝမ်းသာတယ်နောက်လည်းအများကြီးဆိုင်ခွဲတွေထပ်ထပ်ပြီးတော့ဖွင့်နိုင်ပါစေလို့ကိုစစ်တောင်းပေးပါဟုတ်ဆရာအများကြီးလည်းတမားတယ်ကိုလည်းဗောနော်အခုလိုမျိုးတက်ရောက်ပြီးတဲ့အတွက်လည်း ကျေးဇူးများတင်ပါတယ်ဒီနေ့စပင်လက်ရာကျတော့ဆရာလက်ရာပဲလားအာဟုတ်တယ်ကိုကအမြဲတမ်းဆရာစီမှာပဲလုပ်ဖြစ်တာပေါ့နော်အဲဒီကိုကိုရဲ့ဒီ hair ဒီ style ပြီးတော့ဒီစပင်အယောင်တွေကကျတော့ဆရာနဲ့ပဲအမြဲတမ်းလုပ်ဖြစ်တာဆိုတော့လေကိုဆိုစပင်ဆိုအမြဲတမ်း color အစ cutting အစတောက်လျှောက်ပေါ်လုပ်ပြီးဖြစ်ပါတယ်ကြာဟုတ်ဒီနေ့နေပြပြပါဦး ်။အာအရှယ်ပဲသပင်တော့လေတစ်ခေါက်သပင်ကောက်တယ်။ကောက်လဲကောက်သွားလို့ရှိရင်သပင်အယောင်လဲဆိုးတယ်နော်။အဲ့ဒါကိုတနစ်ပြီးတော့အိုက်သားလုံးဝမပြဲသွားဘူး။အဲ့ဒါကိုတစ်ခေါက်ဒီသပင်ကိုပဲဟိုပြန်ပြီးတော့ rebound ပြန်လုပ်တယ်ပြီးတော့အမဲပြန်ဆိုးတယ်။အဲ့မဲ့လုံးဝဆိုင်လာကြမလို့ဘယ်ဆိုင်မှလည်းသွားကြမလို့ပဲတော့သပင်ကအိုက်တိုင်းဖြစ်တယ်။ အခုဒီချိန်ဒီပေါ်တော့ဒီချိန်ဒီကိုရဘောင်းလုတ်ပေးတာဆေးအနက်ဆိုတာဆေးအနက်ဆိုပြီးတော့ရဘောင်းလုတ်ပေးတာဆက်ဒီတိုင်းပဲဒါညီမလေးတို့ဆိုလို့ရှင်လေဒါအခုဒါဒါဆိုတော့လုတ်နေရပါတော့ဒါဒါမွန်ဂျီနယ်ကုကုနိုင်ရဲ့သမီး အဲဒါကျွန်တော်တို့ငယ်တငယ်ချင်းတွေပေါ့နော်အဲဆိုတော့သူတို့ဆိုလဲ data out shop ဒါအကြောင်းပါတဲ့က state လုံးဝထဲကပေါ့နော်ဖြစ်တဲ့တော့သူတို့ဒါဒီနေ့ဒီချိန်ထိလဲ data out shop ကဒါကိုနဲ့အဲ sign လေးဖြစ်သွားတဲ့အတွက်ပေါ့နော် data out shop သူတို့ဆိုလဲလာလုပ်ပေးတဲ့အတွက်အဲကျေးဇူးလေးအများကြီးတင်တယ်ပေါ့နော်ဒီလိုမျိုးပွဲကိုလဲဥလိုမျိုးတကူတကလာတက်ပြီးတော့အချိန်ပေးတဲ့အတွက်လဲကျေးဇူးတင်တယ်ပေါ့နော်အားလေးလဲပြောချင်တယ်ပေါ့နော်အကျန်းလေးအမြဲဆိုရင်စဆိုးရဲအမြဲလောက်တာပေါ့နော်ဆရာစေတနာပါပါအလုပ်ပေးရဲ့စပယ်ရောအဲအဲ့လိုအရောင်းနေပါလေဆိုလို့ရှိရင်တေချာကိုအကြိုက်ပေါ့နော်အမြဲတီးပြီးတော့ဆရာလုပ်ပေးရဲ့ အဲ့တော့ဆရာနဲ့ပဲအမြဲလုပ်ဖြစ်နေကြတာမြန်မာလေးကြောက်လဲဒါပေါ့နော်တောက်လျှောက်အဲကျော်နဲ့အမြဲတမ်း calorie ဆိုးတယ်အမြဲတမ်းပေါ့နော်အဲမြန်မာလေးလှုပ်ချင်တယ်ကြည်ကြတာမှလည်းအမြဲတမ်းလဲကိုကသူ့အကြိုက်ကိုအမြဲတမ်းလုပ်ပြီးဖြစ်တာပေါ့နော်အဲလိုပေါ့နော်ကျွန်တော်လုံးတစ်ခုလုံးရင်ကျွန်တော်အဲ့လိုကျွန်တော်ကိုလုံးပေးလို့ကြည့်တယ်ကြည့်ရတော့ဥမာသပင်တက်တဲ့လူဆိုသပင်တက်တဲ့လူရဲ့မျက်နှာသားကိုကြည့်ရ ကျွန်တော်သိတယ်ဘာလို့သူတို့ရဲ့စိတ်ပါဝင်စားမှုပေါ့နော်ပြက်ကဒီစပင်ညက်တဲ့ဒီကတ်တင်ဆိုတာရှင်းပြမယ်ဒါလည်းအမှုပညာတစ်မျိုးပဲလေသူကပုံဖော်ရတာပေါ့နော်လူတယောက်ကိုလှအောင်ကတ်တင်နေဟိုအပြပုံမှာဘာလို့သူရဲ့စိတ်ပါဝင်စားမှုနဲ့သူရဲ့အာရုံစူးစမ်းမှုကြီးအဲ့ဒီပေါ့နော်စပင်ညက်ဆရာရဲ့မျက်နာနဲ့မျက်လုံးကပေါ်တယ်ဒါကြောင့်လေကောင်းစားဆိုအရန်သေးစိတ်တာသူလေးဒီအဲ့လိုနည်းနည်းလေးလေးကသေးသေးတယ်ကျွန်တော်မြင်ဩဒါလည်းအမှုပညာတစ်ခုခံနေနေတဲ့အတူတူပဲပေါ့နော်စပင်လေးရောဆရာလေးရပါဆရာလေးရပါပဲအရောင်လေး Ah, il a mis အဲဒီကတော့အခုကစားနေတဲ့ပုံစံလေးပေါ့နော်အခုဆိုလို့ရှိရင်ဒီလိုမျိုးလိမ္မော်အနီလေးတွေပေါ့နော်ဒါတော့အဖျော်လေးပေါ့လိမ္မော်အနီရဲ့ပြီးပြီးတော့ငေးပေါ့နော်ဟို ash grey ပုံစံလေးတွေကိုဒီအရှေ့က highlight လေးတွေနဲ့ကျွန်တော်တို့ဒါ design ပေါ်ပြီးတော့လုပ်ပေးထားတာပေါ့နော်ဒါညီမလေးအကြိုက်တယ်ပါပေါ့နော်ညီမလေးကဒီလိုလေးကြိုက်တယ်ဒီလိုလေးလုပ်ချင်တယ်ဆိုတဲ့အခါကျတော့ like တယ်ပြီးညီမလေးအသားရည်နဲ့ကြတော့လည်းဒီပုံစံလေးတွေမျက်နှာရော like တဲ့အယောင်လေးရောပေါ့နော် cutting လေးတွေရောဒါမျက်ပေးထားတာပေါ့နော်အတွက်ပါစစိတိုင်းကြာရင်ဆရာနဲ့ဆိုအမြဲတမ်းပေါ့နော်အရှေ့မှာလည်းဆို color ဖြစ် color အမြဲဆိုဖြစ်တယ်ဒါပေမဲ့ဆရာအဲ့လိုမျိုးသဘင်ကိုအကောင် ဆုံးဖြစ်အောင်ရဲလောက်ပဲညီမဆွေမျိုးဆိုလို့ရှိရင်တော့နှစ်ခါသုံးခါလောက်ရှိပြီချက်တာဒါပေမဲ့အခုချိန်ကြီးအကောင်းနေတော့မှဘာမှဖြစ်သေးဘူးဆရာကျေးဇူးတင်လက်ရရင်ကြောင့်ပါ thank you မျိုးဆိုလို့ရှင်ဒါကိုးဆိုလို့ရှင်ကိုးကြိုက်တဲ့အယောင်လေးပေါ့နော်လုံးဝ natural လေးနဲ့ဟိုမှာမအယောင်လေးအစအတိတိချာချာလေးပေါ့ငင်းငင်းလေးနဲ့အဲ့လိုမျိုးပုံမဲ့အယောင်ကိုပဲကျွန်တော်အနေနဲ့ဒါအမြဲတမ်းလုပ်ပေးပြစ်တာဆိုတော့ကိုးဆိုအဲ့လိုမျိုးတွေမှာပါရဲ့အတွက်အရန်တော့ကူးစိုက်ပေးရတယ်ဟုတ်ဒါမဲ့လုပ်ပေးလိုက်တိုင်းလဲဒါကိုးရှင်နဲ့တော့တော့ကြတယ်ပေါ့နော်ပြောမယ်ဆိုဆရာနဲ့ဆိုကိုးက high school တဲ့ကနော်ဟုတ်ကဲ့ရန်ကြာပြီတဲ့ high school တွေကပေါ့လူပညာလုတ်တဲ့အချိန်မလုတ်သေးတဲ့အချိန်မှာကလေးရပါတော့เนาะဒါအမြဲတမ်းလုတ်ပြီးပြတာ ဆရာလေအရန်လဲစေတနာကောင်းတယ်အားကြောင့်မို့ကျေးဇူးတင်ပါတယ် ဒါဆိုညွာလေးဆိုအမြဲတမ်း crazy color လောက်တာရောင်းလျှောက်ကအမြဲတမ်း crazy color လောက်တဲ့သူထဲမှာပါတယ်တကယ်တော့ဒီလိုမျိုးတွေလောက်တယ်ဆိုတော့စင်ညာတော့နားတယ်ဒါပေမဲ့အမြဲတမ်း treatment တွေပြန်ယူပေးပြည့်တယ်ပေါ့နော်ဒါအမြဲတမ်း photo treatment တို့ korea treatment တို့လည်းအမြဲတမ်းဒါယူပေးပြီးပြောလုံးလုံးပေးရတော့ညွာလေးတွေလည်းပြောရတော့သူတို့လည်း like လုပ်ပေးရပေါ့နော်အဲ့လိုပုံစံလေးအားကြောင့်စင်သားတွေဆိုလို့ရှိရင်လည်းကောင်းပါတယ်ပေါ့ဒီဆရာကအောက်ဆန်းပေါ့နော် SD hair design and beauty loss ကိုညီမဖိတ်ခေါ်ပါရှင်အကုန်လုံးလာရောက်ဖို့ ကျွန်တော်တို့ဒီကတော့ S3 Hair Design and Beauty Lounge ပေါ့နော်။အဲကျွန်တော်တို့ကတော့ဒီနေရှိရဲ့နေရာကတော့ပေါ့နော်။ဒီတကုံမြို့နယ်ရောမင်းကြီးလမ်းအမှတ်30 A ပေါ့နော်။အဲ့မှာဒီ AGT Bank ကရမှာကျွန်တော်တို့ဖွင့်ထားပါတယ်ပေါ့နော်။ဒါဒီနေရာတော့ဖွင့်ပွဲလေးလုပ်ဖြစ်တာပါခင်ဗျ။အဲလာခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျ။အဲ promotion ကတော့ကျွန်တော်တို့ဒီကောက်ဖြောက်ဆိုးပေါ့နော်။ရှော်ညက်ဒီကျွန်တော်တို့ဒီ30% off လုပ်ပြီးထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါဒီမှာကျတော့နေနဲ့ပတ်သက်တာတွေလည်းရတယ်ပေါ့နော်။နေနဲ့ပတ်သက်တဲ့ဟာတွေတော့ကျွန်တော်တို့10% off လုပ်ပြီးထားတယ်ပေါ့နော်။ ဖွင့်တဲ့နေရာနေပြီးတော့ဒီလာကုန်ထီပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒီနိုဝင်ဘာလတလပေါ့ဇာတ်ရောအထွေထူးတော့ပြောစရာမလိုဘူးကွာကိုကိုရဲ့ဒီစပင်ပုံစံမျိုးဒါကြည်လိုက်တော့သူကဇာတ်လက်ရာပဲပေါ့ဆိုတော့ဇာတ်ရဲ့ sign တစ်လေးကိုလာပြီးတော့အားပေးကြပါအောင်လို့ကိုကဖိတ်ခေါ်ချင်ပါတယ်ဇာတ်လည်းစေတနာရမ်းကောင်းနေစောလीအကုန်လုံးနဲ့အဆင်ပြေပါ ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကိုစပင်းနဲ့ပတ်သက်တာဖြစ်လက်သေးပြတာဖြစ်ပေါ့နော်ယောက်ျားမင်းကလေးပေါ့နော်ဒီဇိုင်းမျိုးစုံကိုဖန်တီးခြင်းနဲ့ပြောင်းလဲခြင်းနဲ့ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီကိုကြီးစုလက်တော်ပါလို့နော်ကိုကြီးစင်တာလည်းကောင်းတယ်စင်တာလည်းကောင်းတယ်ပြောလို့ရှိရင်ဈေးနှုန်းကလည်းအသင့်ထည့်ရှိတယ်ဆိုတော့အဆင်ပြေလာရတာတယ်ပေါ့နော်အဆင်ရမ်းဖြစ်ပါတယ်ဖိတ်ခေါ်ဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ် ကံယူပွဲတက်ဖို့ပါလို့ဆိုလို့ချင်းကျွန်တော်တို့ကြိုပြီးတော့ဒါအဲ့လိုမျိုးပေါ့နော်စပင်းတွေညက်ပေးတယ်အစင်းတွေစိုးပေးတယ်အဲ့အဲ့လိုမျိုးတွေကတော့ဒေါက်လျှောက်ကတော့အကူနဲ့ကတော့ဒေါက်လျှောက်လုပ်ပေးပြတာပါဒါဒေါက်လျှောက်ပါအခုဒီ၈ရက်လောက်အတွင်းမှာတော့ဒေါက်လျှောက်ကအကူကအပွဲရှိတိုင်းရှိတိုင်းကိုကျွန်တော်စီတာအမြဲတမ်းလာပါတယ်ပေါ့ဒီဆန်လာမဲ့လူတွေအတွက်ကလည်းကျွန်တော်ကတော့အာမခံနိုင်တာတခုတော့ရှိရဲ့စိတ်ကျင့်တတ်သွားတယ်ဘာလို့လဲဆိုတော့ तू ကဒီဘောကိုလူတွေနဲ့ရောက်လာဟိုသူစူးစမ်းတယ်ဒီဘောမှာဘောတော့စီးဘူးတယ် ပြောဆိုရကတည်းကသူက service ကိုလည်းသူကောင်းကောင်းသိတယ်အဲ့တော့ကတော့ဒါ design ကိုလာရင်သူကျင်းတဲ့အောင်တော့အကောင်းဆုံးဖြစ်သွားတယ်ဘာလို့သူဖွင့်တဲ့ရေရွားဆိုင်တွေလည်းအောင်ပြင်းတယ်လေကိုကတော့ဒါတကယ် reality ကိုပြောပြပေးရမယ်တော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါစပင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ပေါ့နော်ဘာပဲလို့လို့အဆင်ပြေရဆိုလို့ရှိရင်တော့လာပြီးတော့ အာလောက်တိစီရှင်နေပေါ့နော်ကျွန်တော်တို့ဘက်ကလည်းဝန်ဆောင်မှုအပြည့်နဲ့ service အပြည့်နဲ့ပညာအပြည့်နဲ့ပေါ့နော်ဒီမှာဆိုလဲ hair stylist တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့အတွန်းကျင်တဲ့ stylist တွေရောအတွန်းကျင်တဲ့အာဝန်ထမ်းတွေအကုန်လုံးရှိပါတယ်ပေါ့နော်အဲ့အတွက်အကုန်လုံးစိတ်ကျင်နဲ့ပြီးတော့မှအဆင်ပြေပြေနဲ့ပေါ့နော်အာရစီရမယ်လို့တောင်းဝန်ယူပါတယ်ပါမှခံတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဟုတ်ကဲ့ပါလာခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့လာခဲ့ဖို့ပါရှင့်